Air Force One, Truck Force One နဲ့ Putin ရဲ့ Force One အပိုင်းဘသူနိုင်အားလုံးပဲမင်္ဂလာပါ။ Bagan Entertainment Channel ကနေကြိုဆိုပါရစေ။ဒီပြန်တန်းနေတဲ့ Zenker Hotel တုံးကမှတရက်လောက်နေရရင်သင်ပေါ်ပါကြီးလူဖိအားကျိုးနဲ့သွားမှာပါ။ဒါတွေကတော့ Air Force One, Putin Force One နဲ့ Truck Force One တို့ပဲဖြစ်ပါရစေ။ဒါပေမဲ့ဒီတုံးကတွေကဘယ်တစ်ခုကအကောင်းဆုံးလဲဆိုတော့လေလာဆက်စုကြည့်အောင်ပါ။ပထမအဦးဆုံးအနေနဲ့ရုပ်ပိုင်းဆိုင်ရာအကြီးဆုံးကိုကြည့်ကြည့်ကြမယ်ဗျာ။ Air Force One ကတုံးကတွေမှာအကြီးဆုံးပါ။လက်ရှိ version က Boring Fixie 25ဖြစ်ပြီး 747 200ပြီးရဲ့စစ်ဘက်သုံး version ဖြစ်ပါတယ်။အလျား233ပြီးရှိပြီးတောင်ပံ J196 ဝေးရှိပါတယ်။လီယင်ကခင်မိပြီမဲ့1962ခုနှစ်တုန်းကတမရကနေဒီနဲ့ကပကောင်းဆောင်စက်မှုဒီဇိုင်နာရေမွန်လိုဝီတို့က Over Office ချမ်းပြင်မှာထိုင်ပြီးတော့ကက်ဂျီစက်ကူနဲ့ဖျောင်းတံတွေနဲ့အလုလုခဲကြတဲ့အထိမ်းမဲ့ဖြစ်တဲ့အပြာနဲ့ပြောင်းဒီဇိုင်းကတော့1962ခုနှစ်ကလေးကရှိနေခဲ့တာပါသူတို့ရဲ့လောက်ကအကျိုးများခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အရင်လေရင်မှရိုင်းဆိုင်တဲ့အနီရောင် ပြင်ပမှတ်သားတွေနဲ့အပြော်တန်းရုပ်ပုံတွေရှိနေခဲ့လို့ပေါ့ပုံတွေကိုကြည့်လိုက်တာနဲ့အခု version တဲကအများကြီးတိုးတက်လာတာတွေ့ရပါလိမ့်မယ်ဒီကနေဝင်ဒီဇိုင်းကတော့ကြာကြာခံမှာမဟုတ်ပါဘူး2018ခုနှစ်မှာအဲ့ဒီချိန်ကတမ်မလာထရန်ကဘိုရီနဲ့တမ်မလာလေရင်အစ်တဲ့နှစီအတွက် VC 25B model တဲ့ကိုခြေခံပြီးသဘောတူညီခဲ့ပါတယ်ထရန်ကအဲ့ဒီလုပ်ငန်းစဉ်ရဲ့ဒီဇိုင်းတစ်ပိုင်းအနေနဲ့စေရန်ကိုပြောင်းလဲခဲ့ပါတယ်ကနေဒီရောင်နေစား Air Force 1တဲ့မှာ American Land ကိုအမှတ်ရနေစေမဲ့ပို့ပြီးတော့ရဲရင်တဲ့အနီးအဖြစ်နဲ့အပြရန်တုတ်လင်းထားမှာဖြစ်ပါတယ် သမရဘိုင်တန်ကတော့ဒီစီတေကိုဖျက်သိမ်းခဲ့ပြီးမြေလေရင်တက်ကသူ့ရဲ့သမရတက်တန်းတို့မှရောက်မလာခဲ့ပါဘူး၂026ခုနှစ်မှာရောက်လာမှဖြစ်လို့ထရမ်ပဲခန်းစားရမှာပါထရမ်ကတော့သမရမဖြစ်လေသူ့ကိုယ်ပိုင်လေရင်နဲ့ဝင်ကြွားနိုင်သူတယောက်ပါသူက1980ပြည့်လို့နှစ်တည်းကလေးကတမျိုးမော့တမျိုးပုတ်ကလေးကလေရင်ကိုပိုင်ဆိုင်ခဲ့ပြီးသူ့ရဲ့ပထမဆုံးဝယ်ယူမှုကို The Art of the Deal လို့အမည်ရတဲ့သူ့ရဲ့စာအုပ်မှာကြွားဝါခဲ့ပါတယ်သူကသူ့ရဲ့နောက်ဆုံးထွက်လေရင်ဖြစ်တဲ့757 200ကို2017ခုနှစ်မှာဝယ်ယူခဲ့ပါတယ် လေငါအဓိကအဖြစ်တော့အနဲ့ရောင်ဖြစ်ပြီးအနည်းရောင်မြင်းကြောင်နဲ့ Trump ဆိုတဲ့စလုံးကိုရွှေရောင်အကြီးကြီးရေးထိုးထားပါတယ်။အရင်ကအမိမှာအနည်းရောင်တီအကြီးကြီးရှိခဲ့ပါတယ်။အခုတော့ American လည်းရှိနေပါတယ်။2016ခုနှစ်သူ့ရဲ့တမရရွေးကောက်ပွဲကလေးကအဲ့ဒီလေငါကို Trump Force 1လို့ခေါ်ဆိုခဲ့ကြပါတယ်။ Trump Force 1ကအလျား155ပြီရှိပြီးတောင်ပံကျ124ပြီရှိက Rolls-Royce engine တွေကိုတက်ဆင်ထားပါတယ်။သိဝင်စားစရာကောင်းတာက Trump ကသူ့ရဲ့ပထမဆုံးအင်ပီရိုတက်တန်းတွင်မှာ အတီးပြုတ်ခဲ့တဲ့ Air Force 1လေယာဉ်သစ်တွေရောဘိုးရင်းကရုရှားလေကြောင်းလိုင်းတစ်ခုကိုရောင်းချခြင်းခဲ့တဲ့747 AI ဒီဇိုင်းကိုပြောင်းလဲထားတာဖြစ်ပါတယ်။ဒီလေကြောင်းလိုင်းကဒီဝါလီခံခဲ့ပေမဲ့ရုရှားကတော့လေကြောင်းပိုင်းမှာချို့တဲ့တာမျိုးမဟုတ်ဘဲနဲ့သူတို့ရဲ့ကိုပိုင်ထင်ရှားတဲ့တံမတလေယာဉ်ကိုတော့မိုင်းဆိုင်ထားပါတယ်။ဂေတာဆွေးနော့ပူတင် Force 1လို့ခေါ်တဲ့ဒီလေယာဉ်ကိုစက်ကြည့်ကြပါမယ်။ ဒါကတော့ IL 96300 BU ဖြစ်ပြီးအလျား181ဘေးရှိပါတောင်ပံကျဲ169ဘေးရှိပါတယ်။ Body Force 1ကအဓိကအဖြစ်တော့အဖြူအောင်ဖြစ်ပေမဲ့နှာခေါင်းအောင်တဲ့တောင်ပံအနားမှာအဖြူအပြားနဲ့အနီးရရရှာလန်လိုင်းတွေရှိပြီးတော့အမီမှာရရှာလန်ရှိပါတယ်။ဒီလရင်3စီးလို့ရပုံမှန်တန်တန်းလေးကတင်းကြည့်လိုက်တဲ့အခါမှာအာနာဆိုတဲ့သက်ကလုံးကိုတေချာပေါက်တွေးမိသွားမှာပါ။ပူတင်ဖို့စွမ်းရဲ့အတူပိုင်းဓမ္မရလေရင်တွေကတက်တော့တက်တာရှိအောင်တိစောက်ထားတာဖြစ်ပြီးပူတင်ရဲ့လေရင်ကကောင်းကင်ကဇင်ခံပန်းပြေစခန်းတစ်ခုလိုပါ လေရင်တစ်လျှောက်လုံးခေဟောင်းပုံစံအချောထည်တွေနဲ့ခရင်ယောင်တရေပရိဘောကတွေရှိပါတယ်။၎င်းရဲ့ကိုကေစကန်ဖြစ်တဲ့လုံဆောင်နဲ့နီလာကန်ခမ်းမာမာလေးပါဝင်ပါတယ်။ရုရှားသမ္မတတစ်စိတ်ကိုထိုင်ကုန်ကောင်းစွာအများစုမှာထွင်းထူထားပြီးတခါတရံရွှေရောင်နဲ့ထွင်းထူထားပါတယ်။ရွှေရောင်ချောတွေထဲမှာပါတဲ့ကပတ်တွေလည်းရှိပြီးဒါကတခုတည်းတော့မဟုတ်ပါဘူးရေချိုးကန်တွေကရေချိုးကန်တွေနဲ့အင်တာတွေအားလုံးကိုရွှေချထားတယ်လို့ကောလာဟာလာတွေတော့မှထွက်နေပါတယ်ပူတီဖို့စ်ဝါမှာကိုပိုင်အားကစားယုံလည်းရှိပါတယ်ပြီးဆက်တွေစပိန်တွေအလေးတွေနဲ့ လက်ဝဲအိတ်တွေတော့ပါပါတယ်ပူတိကကိုကိုကိုတိုက်ခိုက်သမားတယောက်ပြေပုံပေါ်ရတာကြိုက်တဲ့အတွက်လက်ဝဲအိတ်တွေကဒီပုံရိပ်ကိုထောက်ကူပြုပါတယ်လေရင်ပေါ်မှာမိဖို့ချာတစ်ခုရှိပြီးပူတင်ကောက်ကောက်စားတော့ဖို့လိုအပ်တဲ့အရာအလုံးကိုထည့်ထားပါတယ်ဒီစင်းကြံတွေရဲ့အခန်းကိုကြည့်လို့ပိုကောင်းလေရင်တစ်လျှောက်လုံးပြတဲ့အစဉ်ပကြီကားယူတော်မှာထားရှိပါတယ်ပူတင်အေးဝါဝါအိတ်နဲ့ပို့ခင်းဆိုင်အိတ်ရပါတဲ့ခန်းချေတစ်ခုရှိပါတယ် Air Force ရဲ့အတွင်းပိုင်း Air Force 1ရဲ့အတွင်းပိုင်းကတော့ရုရှားလေယာဉ်နဲ့နှိုင်းရှင်ပြီးတော့ပို့ပြီးတော့လုပ်ငန်းဆောင်နေလို့ထင်ရပါတယ် ဥမာအားဖြင့်တော့ကဲဘက်တီမှာရှေ့ချထားတာမရှိပေမဲ့ပိုကြီးပါတယ်။၎င်းရဲ့ခန်းမကစတူရန်ပေ၄တောင်းကျေးပါတယ်။တမရခန်းချေကိုတစ်ခါတည်းမှာမီနီအိုဗယ်အော်ဖစ်လို့လည်းခေါ်ကြပါတယ်။ဒါမဲ့ဒီယုံကလုပ်ငန်းတွေတည်တယ်တော့မဟုတ်ပါဘူး။တမရဥပမာကသူ့သမီးတွေသူ့နဲ့တူလေးရင်ပါလာတဲ့ခါမှာကစားနေဖို့နီတန်တို့ဗီဒီယိုဂိမ်းတွေတက်ဆင်ခိုင်းခဲ့ပါတယ်။90လမ်းမှာ TV မျက်နှာပြပါတယ်ညီလာခံခမ်းမလေးရှိပြီလို့အဲ့ရင်တမရကအမေရိကန်ပြည်သူတွေကိုမေခွန်းပြောနေဖို့အပြည့်စုံတက်ဆင်ထားပါတယ်ညီလာခံခမ်းမကမိလုံးတွေကိုစင်ပေါ်မှာမြဲမြံစွာချိန်ထားပြီးတော့တိုက်တယ်နီယံနဲ့ပြုလုပ်ထားပါတယ် Air Force မှာစားတောက်ဆိုင်ပုံစံမျိုးပုံကြောင့်ရှိပြီးပူတရက်လေရင်ထပ်ပို့သားပါတယ်အချင်းပြစပိုးမုံငါးအောင်ရှိပြီးတော့လူဒီယာတိစားတော့တွေပြုလုပ်ပေးနေပါတယ်။ Air Force 1မှာလည်းအသင့်တက်စင်တာတွေအချို့ပွဲတွေနဲ့အစာပြေတွေရွေးချယ်စရာရှိပြီးလင်းစည်းသူပေါ်မူတည်ပြီးတော့ပြောင်းလဲနေပါတယ်။ Tamara Trent ကသူ့ရဲ့ပထမတပ်တန်းတွေမှာ Hershey Kisses နဲ့ MMS တွေကိုအသင့်ထားရှိဖို့ပုံနှိမ့်တက်ခဲ့ပါတယ်။စိတ်ကြိုက်ထုတ်ပိုးမှုတွေတောင်ရှိပါတယ်။ Trent ကဒီဘူးတွေကိုကိုယ်ပိုင်ဒီဇိုင်းထုတ်ပြီးတော့သူ့ရဲ့ထင်ရှားတဲ့လက်မှတ်ကိုထိုးထားပါတယ်။ ဓမ္မရကအကောင်းဆုံးຢာလေးကိုရပြီမဲ့သူ့ရဲ့ဝန်ထမ်းတွေတည်းလည်းမစိုးပါဘူးသူတို့ကလုပ်ငန်းဆောင်တာတွေအတွက်တင့်တော်တဲ့ခန်းတကူရရှိကြပါတယ်အများနဲ့ဆရာဝန်တူဦးနဲ့သူနာပြုတူဦးလည်းအဲ့ဒီမှာလှုပ်လှုပ်ပါတယ်ပူတင်ရဲ့လေရင်လိုပဲအားကစားရုံတစ်ခုနဲ့ king size အိတ်ရပါတဲ့အိတ်ကန်းတကူလည်းရှိပါတယ် Trafos 1ရဲ့အတွင်းပိုင်း Tran ရဲ့ကိုပိုင်လေရင်မှာတော့ရွှေရောင်သုံးဆောင်တွေပြန်ပါလာပါတယ်အတွင်းပိုင်းကပူတင်ရဲ့လေရင်နဲ့ဆင်တူပြီးတော့ Tran မိသားစုရဲ့တစိမ့်ပါတဲ့အဖြူအောင်ထိုင်ကုန်လေးရှိပါတယ် မာစတာအကန်တခန်းပါကအိယာကတော့ပူတရဲ့လေယာဉ်နဲ့ Air Force 1ထက်သေးပြီး Queen size ဖြစ်ပါတယ်။ဒါပေမဲ့ဒီအရက်ဘတ်သုံးလေယာဉ်မှာရေချိုးကန်တွေနဲ့ရေပိုက်တွေအကုန်လုံးကို24ကာရက်ရွှေနဲ့ပြည့်လုပ်ထားကကပတ်တွေကိုရွှေ့ချထားပါတယ်။ Trump Force 1မှာမိဖို့ကြောင့်နဲ့စပုံမှုတွေပါဝင်ပြီးတော့အစိမ့်မြအစားအစာတွေပြင်ဆင်ပေးနေပါတယ်။လေယာဉ်မှုထမ်းတွေကလည်းခီးတဲ့အားလုံးကိုကိုပိုင်ဝန်ဆောင်မှုတွေပေးပါတယ်။ဖြည့်ဖြည့်စင်တာလေးပါဝင်ပြီးတော့ခီးတဲ့တွေကြည့်ကျင်တဲ့ဘေးရောက်မှုစိုးပွက်နိုင်ပါတယ်။ မကြသေးခင်ကထရဟာသူ့ရဲ့ရွေးချယ်ခဲ့ကြမှိုင်းနဲ့လူမှုဝန်ဆောင်မှုအတွင်းရင်မှု Robert F Kennedy Jr. နဲ့တူလေရင်ပေါ်မှာ UFC ပွဲကြည့်နေတဲ့တပ်ပေါ်နေ social media မှာပြန့်နှံ့ခဲ့ပါသေးတယ်။ဤပညာကွာခြားချက်များ Putin Force မှာဟာပေ3900မြင့်ပေထိပြန့်တန်းနိုင်ပြီးအမြင့်ဆုံးမြန်တော့တနအီကိုမိုင်6000ခန့်ရှိပါတယ်။၎င်းရဲ့သွာလာနိုင်တဲ့အကွာအဝေးကိုတော့လျှို့ဝှက်ထားပေမဲ့ကျွမ်းကျင်သူတွေကတော့မိုင်9100ခန့်ခန့်မှန်းကြပါတယ်။ A41 နဲ့မတူတာကရုရှားသမ္မတလေယာဉ်ကိုလေထဲမှာစီးပြန့်ဖြည့်လို့မရပါဘူး။ ရေဒါမြင်နေစွမ်းကိုရှော့ချပေးတဲ့အထူးကာကွယ်ရှိပါတယ်။ဂျမ်မင်းစနစ်လဲပြားတဲ့အရာသုံးခုနဲ့ပြစ်ချဖို့ပိုခတ်ခဲစေတဲ့လေကြောင်းရဲ့ကာကွယ်စနစ်လည်းပါဝင်ပါတယ်။ Air Force 1မှာတော့မိုင်း6800กว่าဝီးတီသွားလာနိုင်ပါတယ်။ဒါပေမဲ့လေထဲမှာစီပြန်ဖြည့်လို့ရတာကြောင့်စီဖြည့်ပေးတဲ့လေယာဉ်တွေရှိနေတဲ့ပြည်အကန့်အသတ်မရှိပြန်တန်းနိုင်ပါတယ်။ American Lee တက်ကဒီနေရာမှာကပ္ပကောင်းဆုံးဖြစ်တာကြောင့်တမရဟာသူ့လိုတလောက်အချင်းချာချာပြန်တန်းနိုင်တယ်လို့ပြောလို့ရပါတယ်။ Air Force 1ရဲ့အမြင့်ဆုံးပြန်တန်းနိုင်တဲ့အမြင့်က၄၅၀၀ဘေးဖြစ်ပြီးအမြင့်ဆုံးမြန်တို့တနအီကို -630 ရှိပါတယ်။ ပူတင်ရဲ့လေရင်လိုပဲကာကွယ်စနစ်တွေတက်ဆင်ထားပါတယ်။ဝင်လာမဲ့ဒုံးကျည်တွေကိုလှည့်ဖြားဖို့မီးတောက်တွေပြစ်ထုတ်နိုင်ပြီး electronic စစ်ပွဲတံပြန်ဆောင်ရွက်မှုတွေဖြစ်တဲ့ဂျမင်းစနစ်တွေကိုပါအသုံးပြုပါတယ်။လိုအပ်ရင်တော့ Air Force 1ဟာ nuclear ဖြည့်ဆည်းခြင်းကနေတက်ရှင်တန်နိုင်ဖို့အကာအကွယ်တွေထားရှိပါတယ်။ Air Force 1မှာ radar ဆုပ်ယူနိုင်တဲ့အကောက်ခွေတွေပါဝင်တယ်လို့ဖော်ပြထားတဲ့သတင်းရင်းမြစ်မရှိသေးပေမဲ့အသေးစိတ်ချက်လက်တွေကလျှို့ဝှက်ထားနေပါတယ်။ပူတင်ရဲ့လေယာဉ်မှာပါရင် Air Force 1မှာလည်းပါနိုင်တယ်လို့ယူဆနေပါတယ်။ Air Force 1နဲ့ပူတင် Force 1နှစ်ခုလုံးမှာဂျမင်းစနစ်ရှိနေပေမဲ့လုံခြုံတဲ့ဆက်သွယ်ရေးစနစ်တွေလုံဆောင်နေပါတယ်။ ထရဖို့စွာဟာဇေကန်အရက်ဖတ်သွင်းလင်းဖြစ်တာကြောင့်အထူးပိုးကွယ်နိုင်တဲ့အခါခွဲလေဝက်ဆက်သွေးကိရိယာဒါမှမဟုတ်အီလက်ထရောနစ်စစ်ပွဲဆိုင်ရာတံပြန်ဆောင်ရွက်မှုတွေမပါဝင်ပါဘူး။ဒါပေမဲ့သူတမရဖြစ်နေပြန်လဲရွေးကောက်ပွဲတင်မြောက်ခံရခြင်းမှာယာယီထူးစနစ်တွေတက်ဆင်ထားပါတယ်။လေထဲမှာတော့စီပြန်ဖြစ်တာလည်းမရှိသလို၎င်းရဲ့သွာလာနေတဲ့အကွာဝေးကတော့တခြားလေနဲ့စီးတဲ့နေပြီးတော့မိုင်၄၀၀တောင်သာရှိပါတယ်။အမြင့်ဆုံးမြန်နှုန်းကတော့တနအာရီကို630ခန့်ရှိပြီး Boring 757ဖြစ်တာကြောင့်၎င်းရဲ့ပြန်တန်းနိုင်တဲ့အမြင့်ဆုံးအကွာဝေးက4200ပေဖြစ်ပါတယ်။ စေစောသုံးမှုနဲ့နေပြည်တော်ပိုင်းဆိုင်ရာမှာတော့ Air Force ကလေတဲမှာစီးပြနိုင်စွမ်းနဲ့ American စစ်တဲအကောင်းဆုံးလေယာဉ်တွေကိုအသုံးပြုနေတာကြောင့်အနိုင်ရရှိသူဖြစ်ပါတယ်။ကုန်ကျစရိတ်များဇင်ခံမှုနဲ့တူကုန်ကျစရိတ်တွေကလည်းပါလာပါတယ်။ Trump Force ကဒေါ်လာတန်60ခန့်တန်ဖိုးရှိတယ်လို့သိရပြီး Putin Force ကတော့ဒေါ်လာတန်900ကုန်ကျထားကြောင်းစေစောပို့ပြီးတော့စေကြည့်ပါတယ်။ American သမ္မတလေယာဉ်ဖြစ်နေအသုံးပြုတဲ့ Air Force 1ကတော့ဒေါ်လာ1ဘီလီယံကုန်ကျပါတယ်။ဒါပေမဲ့ကနေဦးပေးချေမှုတွေမကပဲဒီလီယံတွေကိုလေပတ်ဖို့လေကုန်ကျစရိတ်များပါတယ်။ Frankfurt ဆိုဟာတနအိပြန်တမ်းမှုတွေဒေါ်လာ8000ကနေ1000ခန့်ကုန်ကြပြီးဒီရေမုံငွေတွေကို Trade Organization ကကြာခံပါတယ် Air Force One ကတော့အများကြီးပို့ပြီးတော့ကုန်ကြများပြီးတော့အခွန်တန်းပြည်သူတွေကကြာခံရပါတယ်ဘလို့လဲဆိုရင်ဝန်တန်းခံတာမှုနဲ့ဒိတ်တန်းချိန်တွေမှာထားရှိဖို့လိုအပ်တဲ့ပြုပြင်ထိသိမ့်မှုတွေပါဝင်တနအိပြန်တမ်းမှုတွေဒေါ်လာ2သိန်းကျော်ကုန်ကြပါတယ်ပူတင်ဖို့စွဲရဲ့တနအိပြန်တမ်းမှုကုန်ကျစရိတ်ကိုတော့မသိရသေးပေမဲ့ F41 တက်ဈေးသက်တာပြီးထရက်ရဲ့ကိုပိုင်လင်းထက်တော့အများကြီးပိုဈေးကြရလို့ခံမှန်းနိုင်ပါတယ် ဒါဆိုရင်ဒီသုံးခုထဲမှာဘေလင်ကအကျဉ်းဆုံးနဲ့အမိုက်ဆုံးဖြစ်ပါမလဲ။ဒါကတော့တင့်ရဲ့လူရင်းစနပေါ်မှာမူတည်ပါလေ။ကိုပိုင်စင်ခံမှုကိုနှစ်သက်တယ်ဆိုရင် Trump Force 1ဟာဘယ်သူမှမရှင်းနိုင်ပါဘူး။ပူတင်ရဲ့လင်ကလည်းစင်ခံပေမဲ့သူ့ရဲ့မြေပြင်မှာချမှတ်ခဲ့တဲ့ဆုံးဖြတ်ချက်တွေကြောင့်ဒီရင်ဟာအရင်ကတော့သုံးမပြုတ်တော့ပါဘူး။အကြောင်းရင်းကတော့သူ့ကိုနေရာတော်တော်များများမှာချေချင်းဖမ်းဆီးလို့ရနိုင်ချေများနေလို့ပါ။ Air Force 1ကတော့ဆွမ်းအားနဲ့ဆွဲဆိုသုံးနိုင်မှုတွေကိုကောင်းဆုံးပေါင်းစပ်ထားပြီးတက်တော့တက်တာရှိတဲ့အခြေအနေတွေလည်းပါဝင်ပါတယ်။ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဒီနေ့နဲ့ဘယ်လင်ကိုပိုင်ဆိုင်ခြင်းပါလဲ။ကောမမပြောပြခဲ့ပါဦး။